Hello ဟန်နီရောရဲ့ပထမအဆုံးသင်ခန်းစာကတော့ cleansing လုပ်တဲ့နည်းလမ်းလေးပေါ့နော်ဒါကဟန်နီ cleansing လုပ်တဲ့ step လေးတွေကိုရေးထားပေးတာပါဒီမှာသစင်းတိုက်မယ်အတ္တမပွားစိတ်လိမ့်မယ်အတ္တမတွန်းမယ်အတ္တမညှက်မယ်လက်သေးညှိမယ်ဖော်ချန်းတိုက်မယ်ပေါ့နော်ဒါကတော့ဟန်နီအတူချုံအကြံဖြစ်လေးရေးထားပေးတာပါနော်ဒါကတော့လိုအပ်မဲ့ပစ္စည်းလေးတွေပါရှင်ဒီမှာဟန်နီရောလက်သေးကိုမှမှတိုက်ဖို့သစင်းလေးရဲ့နောက်ထပ်တစ်ခါအတ္တမပွားစိတ်လေးရဲ့ ဒါရဏီ၃နဲ့တမပွားစေပေါ့နော်ပြီးရင်အတမ၃နဲ့၃နဲ့၄ခလိုမယ်ပြီးအတမညက်ပေါ့နော်အတမညက်တဲ့ဒီဒီခွာလိုပုံစံမျိုးလေးပေါ့နော်ဒါမျိုးလေးလိုပါမယ်နော်ပြီးရင်ဟန်နီတို့ကအာအတမအာလက်သိညိမှာပေါ့နော်လက်သိညိမယ်ဆိုရင်ဟန်နီတို့ဒီအာအပြားကြီးရလေးတုံးပါမယ်နော်နောက်ထပ်တစ်ခုကကျတော့နောက်ဆုံး step ဖြစ်တဲ့ဖော်ချန်းတိုက်တာပါဒါလေးတွေလိုပါမယ်ရှင်ဒါဆိုရင်တော့ ကလင်းစင်းလေးစားလို့လိုက်ကြရအောင်ပါနော်ကလင်းစင်းစားလို့မယ်ဆိုရင်ဒဇင်းကင်နဲ့နီကဟန်တွေတို့လက်ညိုးနဲ့လက်ခလေနဲ့ကိုဒီဒဇင်းရဲ့အပြင်ဘက်မှာကင်ပြီးတော့အဲလက်သချွေနဲ့လက်သန်းနဲ့ကိုဒဇင်းရဲ့အောက်ဘက်မှာကင်ပေးပါမယ်ရှင့်ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါကိုဟန်တွေတို့ကအဲဒီထောင်ထောင်လေးဖြစ်အောင်လို့ဒါမျိုးလေးကင်မယ်နော်ပြီးရင်ဟန်တွေတို့ကအဲ့ဒါကိုလက်မနဲ့ထိန်းထားပေးပါမယ်နော်လမ်းမနဲ့ဒါမျိုးလေးထိန်းထားပေးလိုက်ပါမယ်။ပင်ဟန်ဒီတို့ကဒီအောက်ဘက်ပေါ့နော်ဒီအောက်ဘက်လေးကိုအဲ တခြင်းနဲ့တိုက်မှာဖြစ်ပါတယ်နော်ဒါမျိုးလေးတိုက်မှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီဘေးထောင်းနေတိုက်ပန်းဆိုလို့ရှင်ဒီအပေါ်ဘက်ကိုလက်မနဲ့ထိန်ပြီးတော့ဖြည်းဖြည်းချင်းတိုက်လို့ရပါတယ်နော်ဒီမှာဟန်နီတို့ဒါ cleansing လုပ်ရမယ့် leg ကလေးပါဒါလေးကိုဟန်ဒို cleansing လုပ်ပြီးလက်သေးနေလေးဆိုပြီးမှပေါ့နော်။အဲ့ဒါကိုဟန်ဒိုသဇင်းတိုက်ပါမယ်ရှင်။သဇင်းတိုက်မယ်ဆိုရင်ဟန်ဒိုအလဲရနေစပြီးတော့တိုက်ပါမယ်နော်။အလဲရနေပြီးတော့အပေါ်ကနေအောက်ကိုပေါ့နော်ဒီလိုမျိုးတိုက်လိုက်ပါမယ်။ဒါမျိုးလေးတိုက်ပါမယ်နော်။ ဟန်နီကိုသစင်းစပြီးတော့တိုက်မယ်ဆိုတော့အရင်ဆုံးအမြဲတမ်းအလယ်ကိုအရင်စပြီးတော့မတိုက်ပြပါနော်။ဒီမှာဟန်နီကိုအလယ်ကိုတိုက်လိုက်တဲ့နေ့မှာအလယ်မှာဒီသစင်းအကြောင်းလေးဖြစ်သွားပြီပေါ့နော်။အဲ့ဒီရဲ့ဒီဘက်ဘေးပေါ့နော်။အဲ့ဒီဘက်ဘေးကိုအရင်ဆုံးတိုက်လိုက်ပါမယ်။ဒါမျိုးလေးတိုက်ပါမယ်နော်။ဒါစင်းကိုတိုက်တဲ့ချိန်မှာအရင်အားကြင်ကြင်မထဲပါနဲ့နော်အရင်အားထဲလိုက်လို့ရှိရင်ဒီကိုလိုချင်တဲ့အပေါ်ရန်လက်သေးကိုတင်မဟုတ်ဘဲနဲ့အောက်ကပေါ့နော်လက်သေးတွေပါတိုက်မိတော့လို့ရှိရင်ပါတတ်ပါတယ်နော်အားကြောင့်မလို့ဟန်တို့ဒီသစင်းအပါလေးနဲ့အပေါ်လေးကိုဖြည်းဖြည်းချင်းတိုက်ပေးပါမယ် ီဘက်မှာဟန်နီတို့ပေးသွားပြီဆိုလို့ရှင်ဒီနောက်ထပ်တစ်ဖက်ကိုလည်းအတိုင်းလေးပဲပေါ့နော်ခုနဟန်နီပြောသလိုပဲလက်မျိုးလေးနှစ်ချိန်ပြီးတော့ပေးတွေကိုတိုက်ပြလိုက်ပါမယ်နော်ဒီလိုတိုက်တာကဟန်နီတို့ဒီအောက်ခလက်သေးအသားကိုလက်သေးခုံကိုမထိတော့ဘူးပေါ့နော်ပြီးဟန်နီတို့ဒဇင်းတိုက်တဲ့ချိန်မှာလည်းဘေးကအသားလေးတွေကိုမထိအောင်သေချာလေးကယူဆိုင်ပေးပါနော်ဒီမှာဟန်နီတို့နေရာလက်မကျန်အောင်ဒဇင်းလေးတိုက်ပေးပါမယ်ရှင်။ ဒီမှာဆိုရင်ဟန်နီတို့သစင်းတိုက်တာပြီးသွားပြီဆိုရင်ဟန်နီတို့ဒီဖုန်ခါတဲ့ brush လေးပေါ့နော်အဲ brush လေးနဲ့ဒီလိုဖုန်ခါပေးလိုက်ပါမယ်ရှင်ခုမှ brush လေးမရှိဘူးဆိုလို့ရှင်လဲ cleanser plus လေးနဲ့ပေါ့နော်အဲတုပ်ပေးလိုက်လို့ရပါတယ်နော်